ဘဝဆိုတာဘယ်ဘဝမှာမတည်မြဲဘူးအတူအရှိလောက်ပဲกว่าဘုန်းကြီးတို့တွေရဲ့မျက်စိအောက်မှာကြည့်ပေါ့ခွေးကလေးတွေကြောင်လေးတွေလူတွေလောက်အသက်မရှိကြတို့တော်တဲ့ဘဝလေးမှာသူတို့လည်းပဲဒီဆုံးသွားကြအေးသူတို့နဲ့စာလို့ရှိရင်လူဘဝကတက်တန်းရှိတယ်အနည်း၄၅၆၀၈၀၉၀နေကြရတော့အကြာကြီးလို့ထင်ကြတယ် ို့တော့သတုမာရီတာဝရိနာစတဲ့လက်ကြီးကလက်တွေကကြီးလိုက်မယ်ဆိုရင်လူတွေရဲ့အသက်ဟာတမနဲ့လောက်ပဲရှိတာဟောဟုတ်တဲ့လက်ကြီးတွေကကြီးမယ်ဆိုရင်လူတွေရဲ့အသက်ဟာမိနစ်ပိုင်းလောက်ပဲရှိတာလို့ဆိုလူတွေဟာသိအသက်တူတာပဲလို့ဒီလိုမြင်အစင်းစင်မြင်သွားတာအဲ့ဒီနတ်တွေတဲ့တန်းရှည်တဲ့ဇမားတွေကြီးပြန်တော့ ေးတတ္တလောကကြီးတစ်ခုလုံးဟာအခုပဲမွေးလာအခုပဲတည်သွားကြပြန်ပြီအခုပဲပြောက်သွားပြန်ပြီနော်ချိန်ကလေးတွေကိုမျက်စိအောင်မှဖြစ်လာပြီခဏလေးနေပြောက်သွားကြအဲ့ဒါလို့တတ္တန်ရှည်တဲ့သတ္တဝါတွေကနေကြီးလိုက်တဲ့တတ္တန်တို့တဲ့သတ္တဝါတွေအလုံးကိုလင်းညာစွာတည်ဆုံးပြီးတော့နေကြအလုံးကြောင့်ကြလိုက်မယ်မာလာပါရီနတ်သားရဲ့ဝတ္ထုထဲမှာမာလာပါရီ နတ်သမီးတယောက်ဟာသူတို့နတ်သားကိုပန်းဆင်ပေးဖို့ရခဲ့နတ်သမီး900ကတစ်ပင်အောက်ကနေပြီးတော့အပေါ်ကချွေချလာတဲ့ပန်းနေပန်းကုန်ကုန်ညတစ်ပင်မော်တက်ပြီးတော့နတ်သမီးတွေကပန်းဆွကြပန်းခူးကြတကယ်ကတော့ဒါအပျော်လုံးတာပေါ့။နတ်ဆိုတာကုသကံရဲ့အကျိုးခံစားရတဲ့ ဘုံဘဝမျိုးမှာနေတဲ့တရားဖြစ်ပြီးတဲ့စိတ်ညွတ်လိုက်တာနဲ့သူတို့လက်ထက်ပန်းနေရောက်လာနိုင်တယ်။သို့သောလူစိတ်နတ်စိတ်ဆိုတာတရားရရဲ့စိတ်ဆိုတာကိုယ်တိုင်လောကမှာခြေလက်တာဖြစ်လို့တချို့လည်းရှိတယ်လေသမင်းကျဲဟင်းကျဲအိမ်မှာလုပ်တဲ့လူရှိရင်ကိုယ်တိုင်ဝင်ချက်ပြီးစားရမှာခြေလက်တဲ့လူမျိုးရှိသေးတာအဲ့ဒါလိုပဲနတ်သမီးတွေဟာတစ်ပင်ပေါ်တက်ပြီးတော့သူကိုယ်တိုင်ဖန်ခူးခြင်း အောက်ကနေပြီးသူတို့စိတ်စွမ်းအားနဲ့ပန်းကိုခူးလိုက်ရင်လည်းရတယ်မိဒါပေမဲ့လို့ကိုယ်တိုင်တက်ပြီးတော့ခူးချင်ခူးလို့အပေါ်မှာတက်ပြီးပန်းခူးနေတဲ့အချိန်နတ်သမီးတယောက်ဟာကုသကံကုံနာနဲ့တပြိုင်နဲ့မိတော့ကလေးငြိမ့်သွားတယ်လို့သူဟာပျောက်သွားရုပ်တရက်ပျောက်ွယ်သွားသူပြေရောက်လာတယ် ရောက်ရောက်ချင်းသူကဇာတိတရလို့ဆိုတယ်ဘဝကိုအမှတ်ရတဲ့အတိညာမျိုးဖြစ်လာတဲ့အခါသူလာခဲ့တဲ့ဘဝကိုပြန်ကြည့်တော့သူ့အပေါင်းအဖော်တွေအလုံးဟာလက်သမီးတွေသူနဲ့ပန်းခူးပေါ်ပန်းခူးပဲနေပန်းခူးနေတော့ပဲရှိတယ်ဆိုတာသူမြင်တယ်မြင်သည့်အတွက်ကြောင့်အဲ့ဒီနတ်ပြည်ကိုပြန်သွားခြင်းနဲ့သူတို့ဘဝချားလို့ပြန်သွားလို့မရဘူး ရနိုင်တဲ့နိလန်းကိုသူစူးစမ်းတယ်ကုသကောင်းမှုတွေလုပ်တယ်လုပ်တိုင်းလုပ်တိုင်းအဲ့ဒီလက်ပြေမှာပြန်ပြီးဒီတိုင်းဝိုင်းနေဖြစ်ဖို့ဆူတောင်းတယ်ဒီလိုနဲ့လူ့ဘဝမှာသူအောင်ကြပြီးတော့သာသမီတွေထွန်ကားလို့အိုမင်းဒီတိုင်အောင်လူပြေမှာတော့သူကနေသွားရသူ့ကိုအလုံးကယဟန်တော်တွေကသိနေကြတယ် ဘယ်တော့ဖြစ်ဖြစ်သူ့ရဲ့တသားစီပြန်ဖြစ်ဖို့ဆုတောင်းတာကိုကြည့်ပြီးသူ့ကိုပฏิပူဇီကာလို့မိမိရဲ့အမျိုးသားတသားကိုပူဇော်နေတဲ့အမျိုးသမီးတယောက်ရဲ့လို့နာမည်ပေးထားကြတယ်ပေါ့အဲ့တော့လူကြီးမှအင်တော်ရဲ့သားကြတော့အသက်အရွယ်ကြီးလို့ပုံမင်းပြီးတော့တည်သွားတယ် သူ့ရဲ့ဆန္ဒအတိုင်းပဲသူလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့ဆွမ်းအားကြောင့်သူကနတ်ပြည်ရုပ်ခနဲ့သူပြည်ကသိသွားတဲ့အခါမှာနတ်ပြည်ပြန်ရောက်သွားပုံမှာကပန်းခူးကြတော့ပန်းကုန်းကြတော့လည်းရှိသေးတယ်ဒီမှာကသူဟာသားတွေသမီးတွေနဲ့အသက်အရွယ်ကြီးအဖအိုကြီးဖြစ်လို့သိသွားပုံမှာပန်းကုန်းလို့မပြီးသေးဘူးလေခေါ်ရောက်တဲ့အခါကျတော့ ်အမတ်မချင်ပျောက်သွားပြီးတော့ခုပေါ်လာတာကိုမြင်တဲ့အခါဖယ်သွားတာတော့လို့ဝိုင်းမေးကြတော့သူကသေသွားတဲ့အကြောင်းသူပြင်ရောက်ပြီးတော့အခုဆူတောင်းပြီးတော့ကုသကောင်းမှုတွေလုပ်လို့ဒီပြန်ရောက်လာတဲ့အကြောင်းအဲ့ဒီအကြောင်းပြောတဲ့အခါအားလုံးကနတ်တရားတန်တော်ဖြစ်တယ်လူတွေရဲ့အသက်ဟာဘယ်လောက်ကြီးအောင်တိုးသလားလို့ အလောက်တူတဲ့အသက်ရှိတဲ့လူတွေဟာပြောနိုင်ကြရဲ့လားလဲမေးတော့ပြောတာပေါ့မတရားမှလို့လို့မအိုရမှလို့လို့လူတွေဟာနော်ဆက်နေရစီပွဲသဘင်တွေကျင်းပပြီးတော့မအိုတော့မဲ့ဘုံမတေမတော့မဲ့ဘုံလူတွေဟာပြောနေကြတာဟုတ်တာပေါ့လူတွေရင်ပြောတာမဟုတ်ဘူးအနည်းဆယ်နှစ်လောက်ဆိုရင်တရားမဲ့ခွေးကလေးတွေကြောင်လေးတွေလည်းပြောနေကြတာပဲလေငှက်ကလေးတွေလည်းပြောနေကြတာ ဲ့ဒါတွေဘာဟုတ်လဲလူတွေကြိုက်တဲ့ခြင်းလေးတွေဟာယတ္တတတပတ်လောက်တဲ့အသက်ရှင်ရမှာသူတို့လည်းပြောနေကြတာပဲဘဝဆိုတာအင်တမတ်တူတောင်းတဲ့ဘဝဒီလိုပြောနေနိုင်လားဘာကြောင့်ပြောနိုင်လားတော့ဆိုဘဝပေါ်မှာတွေ့တာတဲ့တဏှာကြောင့်ပြောနေကြတာအဲ့တော့ဒီတဏှာကဘာဖြစ်လို့ဖြစ်နေတာတော့ဆိုအမှန်မသိလို့ အမှန်တည်းအောင်ဘယ်လိုလုပ်ရမလဲစဉ်းစားဖို့ဒါကိုဆွလို့တာเนาะဘုရားလောင်းနေကြတော့စဉ်းစားလိုက်တယ်အေးဘဝဆိုတာတိတ်ဒုက္ခပေးတဲ့အရာကြီးပါလားကောင်းကွက်ကလေးတွေနဲ့မကြည့်နဲ့တို့ဟာတဖြည်းဖြည်းကြီးကြီးလာတယ်ပိုးအိုလာတယ်ရုပ်တည်နဲ့တဖြည်းဖြည်းเนาะလူပြိုရာကနေပြီးတော့ရင်းရင်းလာတယ်ရင်းလာပြီးတော့အိုမင်းလာတယ် ိုမင်းလာပြီးတဲ့အခါမှာသိဆုံးသွားကြရပြန်တယ်လူတွေဟာဒီအခြေအနေတွေကိုကြော်ဖြတ်ပြီးတော့ဘယ်သူမှမသွားနိုင်ဘူးဒီလမ်းကြောင်းကြီးအတိုင်းသွားနေတာပါလားလို့အဲ့ဒါလို့တတိထားဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်ဘဝရဲ့အပြည့်အနာစာကိုတွေ့ဒီထဲမှာเนาะအသက်တရားမနေရအမှုတရားတွေ့ရတယ်ဆိုတာလို့ စိတ်ဆင်းရဲစရာတွေခဏခဏတွေ့ရတယ်တောကဖြစ်စရာတွေတွေ့ရတယ်ကိုဆင်းရဲမှုတွေတွေ့ရတယ်စိတ်ပင်ပန်းမှုတွေတွေ့ရတယ်အများအားပျော်ရွှင်ပြီးတော့နေရတယ်လို့မရှိဘူးအဲ့ဒီမရှိတဲ့ဘဝလေးကိုပဲကျင့်တတ်နေခြင်းမှမစင်စားမိလို့သာဖြစ်တယ်ဒါကြောင့်မို့ဝိပဿနာဆိုတာစင်စားခိုင်းတာပါစင်စားကြည့်ဖို့အခြေခံအနေစပြီးစင်စားကြည့်မှ တမသင်္ကပ္ပလို့ဆိုရင်မှန်မှန်ကန်ကန်စဉ်းစားနိုင်မှတမဒိဋ္ဌိဆိုရင်ဝိပဿနာဖြစ်လာမှာဖြစ်တယ်။မစဉ်းစားဘဲနေအခြေခံထိခတ်ဆပြီးတော့ဖြစ်ဖို့ရမရှိဘူး။ဒါကြောင့်မို့လို့ဝိပဿနာရှင်းစဉ်ကိုရှင်းပြီဆိုရင်အမှန်ကန်မြင်ဖို့အတွက်အခြေခံကအမှန်စဉ်းစားဖို့လိုအပ်တယ်။ဘယ်ကနေစစဉ်းစားတော့ဆိုတာဝိတ္တိမဲ့မှာဆိုရင်တည်တည်ချာချာပွင့်ပွင့်လင်းလင်းပြောထားတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်နဲ့ငါဒီအခုဆယ်နှစ်မတူတော့ဘူးငါရုပ်တွေဟာကြောင်းလာပြီးခြေနေတွေမတူတော့ဘူးငါငယ်ငယ်တုန်းကပုံတရံနေမရှိတော့ဘူးဓာတ်ပုံရိုက်ထားလို့ကြည့်ပြီးတော့ရှင်ချိတ်ကြည့်ပေါ့ဆယ်နှစ်သားအရွယ်တော့ပုံနဲ့နော်အနည်း20 30 40အရွယ်50 60ဆိုလို့ရှိရင်ကြောင်းလွှဲမှုကြီးကကြီးမားတယ်ပေါ့မမှတ်မိနိုင်တော့ကြီးပွားတော့ Música